့အဒီကနေပြီးတော့ပေါ့နော်တခြားသောဘသူတွေကများဗာများမေးချင်သေးလဲရှင်ဟုတ်ကဲ့ဟုတ်ဟုတ်မေးပါရှင် ိမ်မှာဟင်ခတ်မှုနေကုန်နေပြီဒီနေ့ဝယ်ရမှာပဲဒီမတမျိုးတည်းနဲ့ပြီးပြည့်စုံစီတယ်ခနှောရဲ့ဘတ်ဆောင်သုံးဟင်ခတ်ရတာမဘာမှဟင်ခတ်အမှုတိုင်များနဲ့အထိုးကြပေါင်းဆက်ထုတ်လုပ်ထားပြီးတော့ဟင်ရတာရဲ့အနက်ရတာကိုတမျိုးတည်းနဲ့ပြီးပြည့်စုံစီတဲ့ခနှောဘတ်ဆောင်သုံးဟင်ခတ်မှုတ် ါ့နော်အခုလိုမျိုးတရတားနဲ့လာပြီးတော့ပေါ့နော်နောက်ထပ်လေးတအားလုံးကျေးဇူးတင်ပါတယ်အဓိကကတော့အမျိုးသမီးတွေအတွက်ပေါ့နော်တဲ့ကောင်းမလားအဓိကကအမျိုးသမီးတွေရဲ့စိတ်ကောင်းမလူဆောင်းနေပြီခေါင်းအားတော့ကိုပြောကြတယ်ငါဒီမှာပဲနေခဲ့လိုက်တော့မယ်ဖုန်းပြောကြတယ်တူရှိတယ်ကိုကိုအမြင်နဲ့စိန်ငယ်ကြတယ်ပြီးအာပေါ့နော်ပြန်လိုက်ရမလားစောင့်စစ်တစ်ခါသားကပြောလိုက်တယ်ဆိုရင်အဲ့ဒီဟာကိုခံစားရကြတယ်အပြီးတော့ခါကိုယ့်ရဲ့လုပ်ငန်းခွင်မှာအဲ့ဒီခံစားမှုကအနှောက်အယှက်တွေအများကြီးဖြစ်နိုင်ပါတယ်အဲ့အတွက်ဘယ်သူတွေဘာပြောပြောကို့အတွက်အကောင်းဆုံးဖြစ်မဲ့အရာကို ိုယ်စိတ်နဲ့ဝေဖန်ပိုင်းခြားပြီးတော့ဆုံးဖြတ်ပါဘယ်အရာကိုမစိုးပေါ့စိတ်ကြခွန်အားကြမ်းကြမ်းခိုင်ခိုင်နဲ့ပေါ့နော်အာသွားဖို့အတွက်အကြံဉာဏ်ပေးပြရစေအာအဓိကကတော့ကျမ်းမာရေးပေါ့ကျမ်းမာရေးကောင်းမှုလည်းလိုအပ်တယ်ကျမ်းမာရေးကောင်းနေမှလည်းကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကပို့ပြီးတော့ကျမ်းမာကြမ်းခိုင်တယ်ဘလို့ပဲစိတ်ပိုင်းဆိုင်ရာကြမ်းခိုင်နေပါသေးကျမ်းမာရေးမကောင်းလည်းအဆင်မပြေဘူးအဲ့အတွက်ကိုယ့်ရဲ့မအားဘူးဆိုတဲ့အချိန်လေးကိုပေါ့နော်ရှော့ပြီးတော့အဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြမ်းမာမှုကိုလည်းအလေးထားပေးစေချင်ပါတယ်ရှင့် โอเคရှင်ဟုတ်ဒီနေ့စကားဝိုင်းရေပေါ့เนาะညီကုန်းချုပ်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်အမျိုးသမီးတွေအတွက်စိတ်သက်ခွန်အားကမဖြစ်မနေရှိကိုရှိရမယ်အရာဖြစ်ပါတယ်အဲ့ဒါလေးကိုအလေးထားပြီးတော့ပြောသွားခြင်းဖြစ်ပါတယ်ရှင်။ဘာလို့ဆိုတော့ကျမတို့အမျိုးသမီးတွေကအမျိုးသားရင်နဲ့ရှင်လာရင်အမြဲတမ်းအားငယ်တယ်အားနွယ်တယ်အားနေတယ်ဆိုပြီးတော့ပြောလေပြောထားရှိကြပါတယ်။တကယ်တော့အမျိုးသားရင်နဲ့အမျိုးသမီးရရှင်လိုက်တဲ့ခါကျရင်ခန္ဓာကိုယ်ဖွဲ့စည်းပုံရတာအမျိုးသမီးတွေကအားနေအားငယ်နိုင်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာကတော့အမျိုးသားတွေထက်ပိုပြီးတော့ကျန်းမာအောင် တန်မာအောင်စ조사ယူလို့ရပါတယ်ရှင့်ကျမတို့အမျိုးသမီးတွေကဘလို့အခြေအနေမျိုးမှာပဲရောက်ရောက်ကိုယ့်ရဲ့စိတ်ဓာတ်ကိုအောက်ဆုံးထိရောက်မသွားအောင်စ조사ဖို့လိုပါတယ်အဲ့ဒါကကိုယ့်ကိုမိခိုနေတဲ့ကိုယ့်ရဲ့မိသားစုပေါ့နော်ကိုယ်စောင့်ရှောက်ပေးရတဲ့ကိုယ့်ရဲ့မိသားစုအတွက်အရေးကြီးတဲ့အရာတွေဖြစ်ပါတယ်ရှင့်အာတချို့တွေရှိတယ်ပေါ့နော်ချို့မျိုးသမီးတွေကြတော့အော်ငါတို့ကအားငယ်တယ်ငါတို့ကမိန်းကလေးတွေပဲဆိုပြီးမြန်တိမ်ငယ်စိတ်တွေရှိကြတယ်အဲ့အတွက်အမျိုးသားတွေရဲ့အနောက်မှာပဲနေတယ်ကျမကတော့အဲ့ဒီဟာကိုတိတ်ပြီးတော့လက်မခံချင်ဘူးရှင့်ပါဆိုကိုယ့်ရဲ့ကိုပိုင်ကိုကြီးကိုသွေးတွေ ဆုံးရှုံးတယ်အဲ့ဒီအရာတွေကိုမဖော်ထုတ်နိုင်တဲ့အခါကျရင်ကိုကတဖြည်းဖြည်းနဲ့အရေးချင်းမရှိဘူးလို့ကိုကိုထင်ပြီးတော့ကိုရဲ့စိတ်ဓာတ်ပန်းဆိုင်ရာမှာသွားပြီးတော့ထိ kait ပါတယ်အဲ့တော့အမျိုးသားဖြစ်လို့မြင့်မြတ်တယ်အမျိုးသမီးဖြစ်လို့ရုံညံ့နေဆိုတာမရှိပါဘူးရှင်ကိုရဲ့လုံရက်နဲ့ပဲဆိုင်ပါတယ်ရှင်ကိုရဲ့လုံရက်ကကောင်းမွန်တဲ့လေကိုကိုလုံမယ်ဆိုရင်ဒါမြင့်မြတ်ခြင်းပါပဲကိုရဲ့လုံရက်ကတပါးသူအတွက် ခြားသောသူတွေအတွက်ကိုမကောင်းမှုဖြစ်စေမယ်ဆိုဒါယုံညံ့ခြင်းပါပဲအဲ့တော့မြင့်မြတ်ခြင်းနဲ့ယုံညံ့ခြင်းမှာအကျွန်မကတော့ရုပ်ပိုင်းဆိုင်ရာနဲ့မခွဲဘဲနဲ့ကိုယ့်ရဲ့လုံရက်ပိုင်းဆိုင်ရာနဲ့ခွဲဖို့အတွက်ပေါ့နော်အများကြီးချမ်းသာပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်အော်ဒီကနေပြီးတော့ပေါ့နော်တခြားသောသူတွေကများဗာများမေးချင်သေးလဲရှင်ဟုတ်ကဲ့ဟုတ်ဟုတ်မေးပါရှင်အင်္ဂါတခုတည်မြေဖို့အတွက်ဘယ်ဟာအရေးပါလဲလို့ထင်ပ ဟုတ်ကဲ့ဒီမေးခွန်းမေးပြတဲ့ကျေးဇူးတင်ပါတယ်เนาะအိမ်နောက်တစ်ခုမှာတော့အာပေါ့เนาะကျမအမြင်ကတော့နားလည်မှုကျမရဲ့ကိုယ်တွေ့အရာကတော့နားလည်မှုကအရေးကြီးဆုံးလို့ထင်ပါတယ်ရှင်နားလည်မှုဆိုတဲ့နေရာမှာလည်းတယောက်တည်းနားလည်နေလို့မရဘူးအိမ်နောက်ကိုယ့်ရဲ့အိမ်နောက်ဘက်နဲ့ကိုယ်နဲ့နှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်မှုရှိဖို့လိုအပ်ပါတယ်အဲ့ဒါဆိုတော့အိမ်နောက်ကြီးကတည်မြဲပါလိမ့်မယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ် ပြည့်တက်နေရတော့စိတ်မလုံးလို့ဟောကိုဒီလိုပုံစံမျိုးတွေကမဝက်တာကြာပြီလေကိုနဲ့ရောလိုက်ရလားအာလူမယုံတာလားဘာဆိုင်လို့လဲဆိုင်တာပေါ့ beauty salon တခုလုံးဦးစီးနေပိုင်ရှင်လေးအလှပရရနဲ့ပတ်သက်ပြီးတော့အမြင်က ရှိပြီးသားနောက်ဆို fashion တွေပါ join တော့မှာ အဲ့တော့ဥက္ကံကိုဒီအင်းကြီးဝတ်ခိုင်းတာလောက်ကိုစကားတဲ့ကိုထဲ့ပြောမနေနဲ့မလိုက်ဝတ်ကိုမခိုင်းဘူးလိပါဦးလိုက်တာမလိုက်တာခဏထားအောင်လူဘလို့ခေါ်လိုက်တယ်သူများမယုံကြည်လားဖြစ်တာကိုအဲ့တော့နာမည်ခေါ်လိုက်တာလေးဘာဖြစ်လဲဩအဲ့ဒါဆိုလို့ရှင်ကိုကိုလည်းမဝတ်ချင်တာဝတ်ခိုင်းတဲ့အတွက်ကိုကလည်းတင်းပြီးနာမည်ပြန်ခေါ်မယ်ယတိဖူးမြတ်ရဲ့ဟမ်အဲ့မဝတ်ချင်တာဝတ်ခိုင်းနေဆိုစကားအတီလားအတီဟောအဲ့ဆိုအခုချက် ဘာချောင်းတင်းညိုပြောနေရဝယ်ပေးထားအင်းညိုအခုချို့မချို့ပါဘူးအချို့နော်မရအောင်ပြောပြီးပြီမတိုက်ဘူးလို့ပြောထားတာပြောပေးချို့ဘူးလို့ပြောနေလို့မတိုက်ဘူးဆိုချို့ဘူးလို့မရချို့ဘူးလို့ပြောနေတယ်ပြန်ပေးရပါဘူးနော်ပေးချို့ဘူးလို့ညိုဘူးဆိုပြန်ပေးလုံးနဲ့ဘလုံးနဲ့ကိုလိုက်လိုက်မလိုက်လိုက်ဝတ်တော့မယ်ကွာမဟုတ်မဟုတ်ဘာမှမဟုတ်ဘူးဟိုဝတ်စီခြင်းဝတ်မယ်လို့ဟိုဒီလိုအိမ်နေရင်ဆိုတော့ပေါ့ပေါ့ပါလိမ့်မယ်ကောင်းတယ်လေလာဖောင်းနေနဲ့ မဖောပါဘူးအတီပါအဲ့ဒါဘူးရုံပေါ့ကဲရုံလို့လေဘဝတခုလုံးပုံရထားတာပေါ့ကွာဟုတ်လားအဲ့ဆိုလေစိတ်မပူနဲ့ဒီကမင်းကိုကြောအောင်ကြမ်းမဲ့လူမျိုးမဟုတ်ပါဘူးကွာတကယ်နော်ဘွားကိုလေ ဘာကြောင့်ဒီလိုမျိုးအင်ကြီးဝခိုင်းရတာလဲဆိုတော့အတိတ်ပြောတိလာဒီနာမကိုမရှိရဲ့အချိန်လေးမှာကိုရဲ့ကိုတင်းနဲ့နေရအပိုင်းရဖို့တော့ဘုရားကြံစီထားဘူရဲ့ကိုရိုနာအတွေ့နောက်ကြရတဲ့အတွက်ကိုရဲ့ရှင်ထဲမှာလည်းတကယ်မရှိဘူးအဲ့တော့ကိုတောင်းမှာလည်းနော်

ဆိုတော့ဘုရားစားလဲရေမိုးချော်လေပြင်သမင်းစားလာမလားအေးအေး ဆိုလို့ရှင်ကိုကြီးသွားချိုးလိုက်တယ်မနော်ဟုတ် ။သမင်းသွားစားကြမယ်လေ။ကိုစင်းနဲ့နော်ကြွဒါလေးလက်ဆောက်တက်လိုက်အောင်မယ်။ပြီးခန်နေပြီ။အဲ့တော့ကိုသွားနေမယ်နော်။ဟုတ်ကဲ့။